ုတလောထိုင်းမှာနာမည်ကျင်းနေတာဟိုက်တီလောက်ကြာစံဘူးလေးတွေဆန်းစားကြည့်အောင်နော်ဟိုက်ပစ်စီလေးရောက်လာပြီဆိုတော့စားဖောက်ကြည့်လိုက်အောင်နော်တစဉ်ကတော့တမျိုးနဘူးစင်နဲ့လေးဘူးမှလိုက်ပါတယ်ရှင်ဒီမှာတော့တစဉ်ကအရသာနှမျိုးလုံးဆန်းစားပြပါမယ်ဒီဟိုက်တီလောက်ကြာစံဘူးတွေကို7နဲ့မှလည်းအလွယ်တကူရှာဝယ်လို့ရတယ်နော် expire date ဆိုလည်းထုတ်လုပ်တဲ့ရက်ကုန်ဆိုတော့ရက်သေးချာရေးပြထားပါတယ်ရှင်ပြီးတော့သူကထိုင်းထုတ်ပေါ့နော်၈၈၅ဆိုပြီးတော့ဘာကုတ်လေးလည်းပါပါသေးတယ်ရှင်ဒါဆိုရင်တော့အထဲမှာဘာလေးတွေပါမလဲစားဖောက်ကြည့်လိုက်တော့အထဲမှာဘာမီစင်လေးပါတော့ပေါ့နော်ပြီးတာနဲ့ဒီအဒီရွက်6လေးပါမယ်ပြီးတာနဲ့မာလာအနှစ်ထုတ်လေးပါမှာပေါ့နော်ဇွန်တစ်ချောင်းပါပါတယ်ရှင်အဲ့ဒါဆိုရင်တော့အကလုံးကိုရောထည့်လိုက်မယ်နော်အဒီရွက်6ဆိုလည်းအများကြီးပါတယ်နော် မလာနေထုတ်ဆိုရင်လည်းအနက်လေးကအရန်မွေပြီးတော့လေအရန်လက်ဆက်တော့ပေါ့နော်ပက်ကက်လေးကလည်းထုတ်ပို့ထားတာကောင်းနေတာပဲပေါ့နော်ဒီအစိမ်ဘူးမှကြတော့လေတခုပို့လာတာကြတော့လေဒီနန်းအနစ်လေးပို့လာတာပေါ့နော်ပုံမှန်ဆိုရင်အတီရွက်6နဲ့မလာထုတ်ပေါ့နော်အခုကတော့ဒီနန်းအနစ်အနီထုတ်လေးပို့လာပါတယ်ရှင်အခုဆိုရင်တော့အစိမ်ဘူးထဲမှာအတီရွက်6ထည့်မယ်ပြီးတာနဲ့မလာအနစ်ထုတ်လေးပါထည့်လိုက်မှာပေါ့နော်နန်းအနစ်ကြတော့တစ်ခါတည်းထည့်စရာမလိုဘူးနော်ဒီကြာစံပြုတ်ပြီးတော့9မိနစ်ကြက်သွားမှာပဲပေါ့နော်ဒီနန်းအနစ်ထုတ်လေးကိုထည့်ရပါမယ်ရှင်အရင်ဦးစောဟိုက်တိလောက်ကြာစံဘူးထဲကိုရင်သွေးစုစုထည့်ပြီးတော့9မိနစ်လောက်စောက်ပေးလိုက်မယ်နော်ကြက်သွားပြီးဆိုတာနဲ့ဘူးလေးကိုဖြွင့်ပြီးတော့အရင်စော ုံးမွေပေးလိုက်မယ်နော်ဒီမှာလေးကြည့်ပါဦးသူရဲ့ဒီအဖက်အသီးရွက်6တွေဆိုတာနော်ပွားတက်လာတာအများကြီးပဲနော်ဒါလေးကတော့မစားသေးဘူးပေါ့နော်အရင်ဆုံးမွေတဲ့အဆင့်လေးပါပဲရှင့်ပြီးသွားတယ်နဲ့ဒီဘူးအစိမ်းလေးကိုလည်းထပ်ဖွင့်ပါပေါ့နော်အဲ့ဒီထဲမှာကျတော့တစဉ်လို့ဒီနန်းအနစ်လေးလောင်းထည့်လိုက်မှာပေါ့နော်အနက်လေးကလည်းမွေးနေရောပဲနော်မသိရင်ရုတ်တရက်ဒီအုံတို့လောင်းထည့်လိုက်တယ်လို့ပဲပေါ့နော်ဒါပေမဲ့အုံတို့မဟုတ်ဘူးနော်နန်းအနစ်ပါရှင့်သူ့ကိုအထဲမှာခဲနေတက်လို့ပေါ့နော်အဲ့ဒါလေးပါကောင်းလောင်းထည့်လိုက်ပါရှင့်ပြီးတာနဲ့ရောသမားမွေနေအောင်ပေါ့နော်တေသေးရှာပြပြနေနေဖြစ်နေအောင်မွေလိုက်ပါနော်ပြီးမှပဲဆန်းစားကြည့်ပါမယ်အရင်ဆုံးဒီနှမျိုးရက်ကွာချက်ချက်လေးတို့ပြ ြတာပေါ့နော်စားချင်းစရာအရန်ကောင်းနေပြီပေါ့နော်လူကအရန်စားချင်းနေပြီအနီဘူးလေးအရန်ဆန်းစားကြည့်မှာပေါ့နော်ပူတာတော့တော်တော်ပူတော့ပေါ့နော်ခုမှပဲစူထားရဲဆိုတော့လေနော်နည်းနည်းလောက်မှုတ်ပြီးမှပဲဆန်းစားကြည့်လိုက်တဲ့ခါမှလေတလုံးဆိုတလုံးထိမိနေတာပဲပေါ့နော်မာလာအရသာအနက်အစင်ပေါ့နော်အကုန်လုံးတော်တော်လေးကိုကောင်းတယ်တခါမှဒီလောက်ထိကောင်းတဲ့မာလာကြဆန်ဘူးတွေကိုမစားဘူးပေါ့နော် no sponsor ပေါ့ပေါ့နော်တစင်စားဘူးသမယထဲမှလေဒီတာအကောင်းဆုံးပဲဟိုဘယ်လိုမျိုးတော်တော်လေးကိုကောင်းတော့ပေါ့နော်သူရဲ့အရသာခက်လေးလေးမာလာအနက်မွေလေးနဲ့လေအရန်မထုံဘူးပေါ့နော်အရန်လည်းမဆက်ဘူးအထုံခက်ပပါ ါလေးနဲ့အဆက်ခတ်တတင်ပေါ့နော်သူ့ပေးလာတဲ့ဒီအတီရွက်600ဆိုရင်လည်းလေပွားပြီးတော့ ipad ညောပေါ့နော်ကြာစံအသားဆိုလည်းနူးညံ့ပြီးတော့လေဒီအရေခတ်ပပစ်လေးနဲ့တော်တော်လေးစားကောင်းတယ်လို့ပြောရမယ်အနီဘူးလေးကတော့အရသာတိတိမိမိစားပြီးွားပြီးဆိုတော့အစိမ်ဘူးလေးစားစားကြည့်လိုက်ရအောင်နော်သူကြတော့လေအနက်တော်တော်မွေးတဲ့ဒါတော့မစားကြည့်ရသေးဘူးနော် တလုတ်စားကြည့်လိုက်တဲ့အခါမှာလေသူ့ရဲ့အရသာကလေစိတ်ပြီးတော့လေမွေးတယ်အရင်ဆုံးအဲ့ဒီ test chair လေးပဲအရင်ရတာပေါ့နော်မလာအရသာချက်ချင်းမရသေးဘူးဒီနန်းအနစ်လေးထည့်ထားတော့လေနန်းအနက်မမွေးလေးရယ်ဒီကြာစံနုနုညံ့ညံ့လေးရယ်ခပ်ပစ်ပစ်လေးပုံစံဖြစ်နေတာပေါ့နော်နောက်တလုတ်ထပ်စားကြည့်လိုက်တဲ့အခါမှာကြာတော့ဒီမလာအနက်လေးရလာတာပေါ့နော်ဒါပေမဲ့သူကတော့အဆက်ပေါ့သွားတဲ့အနီဘူးကကြာတော့အဆက်နည်းနည်းလေးတော့ပေါ့နော်ဒီအစိမ်ဘူးကကြာတော့အဆက်ပေါ့သွားတဲ့ဘာကြောက်လဲဆိုတော့ဒီနန်းအနစ်နဲ့ဆိုတော့လေဒီဘယ်လိုမျိုးအရသာကနည်းနည်းလေးအပေါ့ဘက်ကိုသွားသွားတယ်လို့ထင်တာပဲနော်တစဉ် ထင်သင်ပြောတာပါရှင်ဒီနှမျိုးထဲမှာပဲအယတာပူကြိုက်လေလို့မေးမဆိုရင်တော့သင်ကတော့အနီဘူးလေးရွေးတော့ပေါ့နော်ဘာကြောက်လဲဆိုတော့အနီဘူးက तू ကအယတာခက်လေးလေးပေါ့နော်မာလာအယတာလေးလေးနက်နက်တတိမမိကိုရတော့ပေါ့နော်တကယ်လို့မှမာလာအယတာတိတ်တော့မလို့ချင်ဘူးမထုံချင်ဘူးမဆက်ချင်ဘူးဆိုရင်တော့ဒီအစိမ်ဘူးလေးရွေးပေါ့နော် तू ကကြတော့အထုံအဆက်နေပြီးတော့ဒီခက်မမွေးပေါ့နော်ပြပြနစ်နစ်ဘက်ကိုပူသွားတယ်လို့ထင်ပါတယ်ရှင်တကယ်တမ်းကနှမျိုးလုံးကအယတာ तू ဟာနဲ့ तू ကောင်းမိတာပေါ့နော်တယောက်နဲ့တယောက်အကြိုက်မှု तू လို့တာပေါ့နော် तू ကပုံစံနှမျိုးထွက်လာတာလေနော်ဆန်းစားကြီးကြီးဒီ height လောက်ဘူးလေအရန်ကောင်းတယ်โอเคဒီနေ့ video လေးကတော့ဒီလောက်ပေါ့နော် ော်ဒီကဟိုက်တက်လောင်ဘူးလေးတွေပေါ့နော်သွားဆန်းစားချင်တော့အရန်စားကောင်းတဲ့ပုံမှန်ဆိုသစင်းလော်တာထပ်ပေါ့နော်ဒီပိုမညွန်းတက်ပေါ့နော် no sponsor နော်ဒါကလည်းတော်တော်လေးကောင်းလို့ဆန်းစားစေချင်တော့ပေါ့နော်ဈေးကလည်းအရန်မမြောင်း7မှာလည်းဝယ်လို့ရတော့ပေါ့နော် okay သစင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတော့တော်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဒီဇာတ်မှာပဲသစင်းကဘာလေးတွေစားပြီးတော့ဘာလေးတွေဆန်းပြမယ်လို့ဆိုတော့ကြည့်ရှုပါကြပါဦးနော်အားလုံးပဲတတား